ငါကွာတော့မရဲကွာကျက်တီရောဘဲရီရောဟာကျက်စင်နေတော့မွေးထားပြီလေအာတိုင်ပြူးကြီးတွေရတယ်လောက်တယ်ဟာငါကွာတော့ကွာတကယ်လို့လောက်တာပဲကွာဟမ်နားကြတော့ရှိပါလားမသိဘူးဘဲရီရတယ်ကောကျက်တီရတယ်ကော ကွာဟုတ်ကဲ့ဟာကွာဟာမေဃာဝမေဃာဝမေဃောချောင်းကိုတွေ့ရတွေ့ရဝန်တာဝန်တာပဲတွေ့ရတော့အာဒီနောက်မှလှုပ်ထားရဟဟာဘိုက်တော်ဟာဟာမိုက်တယ်ကွာအကူရတယ်ရမလဲခုလူတွေလာတော့ဟာကျွန်တော်လဲကျော်လဲကြိုက်တယ်စီတမေကကိုကကျွန်တော်လဲဘာပြောကိုမြမမှုမြမဟန်ဒါကကျွန်တော်ရိုးရပဲ ထားလိုက်ပါကွာမမတဲ့ကမတဲ့ကထွက်လာပြီဟိုမှာဘာမှမစားဘူးကောင်းလိုက်တာကွာငါကွာอืมမကောင်းရဗျာဟာဟာကိုယ်တိုင်ထိုးထားတာဟာမီးသွေးမီးပုံနဲ့မိုက်တယ်ဒါမျိုးကချောင်းနေရအောင်နေကျွန်တော်လည်းကြိုက်တယ်อืมอืมကောင်းတယ်ကောင်း ကျေးဇူးကျေးဇူးဒါဒါလောက်စားတာဟိုကဒါမစားတာကြာပြီနေ့တကျန်ဆွဲမယ်လေမှတက်သားချက်ထားရဟာနော်ဒါရပါတော့ဒီရောပြီးပါလေဒီနေ့တင်းနေရတော့နိုင်ပိုင်ပေါ့ကွာဒါပေါ်တာပေါ့ခုနကဒါတော့တော့အကိုရဲ့ကျက်ဒီဘဲတွေဟာကျက်စင်အောင်ပါရဆိုတော့မဆိုးဘူးဟာတို့ပြည့်တော့ဟာစာပြိုးရလဲကာထားတော့ ိုင်းလေအခုလဲရပါရောအချင်းနေအမမလာတော့တွေ့ကြတယ်မလားဒီနေ့မှစိမ့်စုနေရပဲတွေ့တယ်ဟာကြိုက်တယ်ကြိုက်တယ်အေးဟိုလေတန်လေရတော့အဓိကတော့တောင်ပိုင်းရတော့ဒါကျွန်တော်တို့ကစဘာအဓိကဆန်ဆက်ကြတာဥဟိုလိုကြတာအင်းတင်းတုံးကကြောက်တန်းခင်းရင်အဒီမှာအဲ့ဒီရွာဒီရွာဒီမှာသူစဘာကင်းနေစဘာကင်းနေပဲဒါပေမဲ့ဗျာလေသမားတွေလည်းပဲသူချီမကြိုက်ပါဘူးဘာဖြစ်လို့ဆိုတော့ဒီစစ်အာဏာရှင်အုပ်ချုပ်နေတဲ့နေရာမှာ ုပ်ချုပ်နေတဲ့အခါကျတော့စီးပွားရေးလည်းကမောကမဖြစ်ဘူးကြီးရေးလည်းဖောင်းပွားဟာလေသမားတွေမှာကြီးကြီးပြိုင်ပြီးစကားကြီးလည်းစိုက်ပြီးတော့မချမ်းသာအောင်တတိလည်းမဖြစ်ဘူးစားစားကုန်ကုန်ပဲစားလိုက်ကုန်သွားလိုက်လူကလောက်ရတာပြင်ပန်းတာပေါ့ဗျာဘာပါတော့ဒီကတော့ဒီကတော့နိုင်ငံရေးအခြေအနေပေါ့ဗျာဘာပါတော့အခြေအနေကောင်းမှဆိုရင်စီးပွားရေးလည်းပဲတနင်္ဂနွေဒီဇင်ဘာကိုကောင်းလာမှာပဲဟုတ်တယ်ဘာပါတော့ အာစီဝိုင်းကောင်းလာလို့ချင်းပြည်သူလူတွေလည်းပဲတချို့လည်းကောင်းလာမှာပဲဟုတ်တယ်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဘယ်ဆိုရဗျာဒယ်ရီတင်းနေကြတာဒယ်ရမစိုက်ဖို့တော့မှမြေတလမတော့မကြံဘူးအဲ့လိုမျိုးတွေဒါကစနစ်ဆိုးခစ်ဆိုးမှာပေါ့လောက်စားတဲ့လူတွေကတကယ်လောဘဒေါသဝါးနဲ့မောဟတွေနဲ့ကျွန်တော်တို့ဆိုက်ကြလေတော့မှမမြင်ရတော့ဘူးနေတော့ကတော့ထွက်လိုက်တာနဲ့ဒါကလည်းဒီလိုချိန်ပေါ့ဗျာဒါဆိုရင် ဘာပြောမျက်စိကိုကြည့်လိုက်တဲ့ဟိုကစိတ်နှံဆူပြေးပြီးတော့နေခဲ့တဲ့နေရာဒေသတွေမှာသူတို့ကြည့်လိုက်တယ်ဟိုအခုဆိုဆယ်ယုံနေဒီကွာလေအညာဒေသဆိုကြည့်လိုက်ကျွန်တော်တို့ကိုချင်းစားလို့ရတယ်ဟုတ်တယ်ဒီဘက်ထက်ခံစားလို့ရနော်စစ်ပြေးနေရတာကြီးကျွန်တော်တို့ကဒီမှာတင်းနေမှာဗျာอืม ACC ဟလာကိုညာထဲမှာကုတော်ထဲမှာအဲစပန်းကြီးညာထဲမှာဟုတ်ဟလာ ဟိုဒီအစိုးရနဲ့အသက်ရှူကြက်နေတယ်ဆိုပေမဲ့နည်းနည်းလေးခြောက်သေးတာပေါ့ဗျာ။ဟာ။နော်။ပြီးတော့ထားအောင်ဒီတည်းထားနေပါဟာဒီရောထားအောင်ကားလည်းမမရဲဘူးဒီမှာအမှန်တော့ပျော်ရဲဒီကောင်တွေဆွဲရဲတယ်ဒါပေမဲ့อืมအထဲမှာဖြစ်နေလေသူတို့သူတို့ကအုပ်စည်းထားတော့ဟုတ်တယ်ဟောအဲ့ဒါကိုကြီးလိုက်ဒီကြီးလိုက်အာနေပြောအောက်ကြည့်ညာပြောအောက်ကြည့်နေချုပ်ကအဲ့ဒါရှိနေလေဦးကျွန်တော်ရလာပြီဆိုတော့ပြောချို့ရတဲ့အုံတော့ကလည်းမှန်ညာနဲနေပြီ ဟုတ်တယ်ခုံထဲမှာလည်းဗျာအကြာကြီးနေခဲ့ရတော့သိမလားဟုတ်တယ်ခုံလေးကဒီနှိပ်ဆက်ရိုက်နေတဲ့ခါကျတော့ဒါကြောင့်ကျွန်တော်တို့ကတန်လင်းကိုဒါမမရရနဲ့ဒါကျွန်တော်တို့အန်နေဒီမှာဆိုရင်ဒါကျွန်တော်တို့လူငယ်ထဲမှာတော့မှကျွန်တော်တနိုင်ငံတော့ပြောလို့ရတယ်တန်လင်းကအန်နေဒီလူငယ်ကအဘကောင်းလဲဆိုတာဒီအမျိုးတွေပါပဲဗျာနော်ကိုရတော်တို့ဟဟဟိုကိုကြီးထွန်းတို့ဟဟမတရား တခါလဲပုံမှန်လေးတက်အဲသေးတန်လေးပါပါနော်ခြားပြခဲ့တာနော် ပုံမှန်လေးတကယ်လည်းလုပ်ခဲ့တာလည်းမဟုတ်ဘူးနော်ကျွန်တော်လည်းနောက်ပိုင်းကြားပါတယ်တကယ်လုပ်တဲ့လူကသူကလုံးဝလုတ်ခဲ့တာဆိုရဟာတော့မှဒီတန်တွေဝတ်ခဲ့တာတော့မှနော်ဒီတန်မလုတ်ဘူးမလုတ်ဘူး NLD ကလူငယ်တွေလူငယ်တွေလို့ဒါလည်းအညှိုးတေးရတကောင်တွေကနော်နှိတ်ကွတ်တာအေးကောင်တွေခေါင်းမထောင်ရအောင်သေတယ်နဲ့တက်တက်ပြောဒါပေမဲ့ကျွန်တော်လူငယ်ရတယ်အရင်စာလို့ရှိတယ်ဗျအဲ့ဒီ ကျွန်တော်တို့ဒီဆူဂန်နေဆိုလို့ရှိရင်တကယ်လည်းကျွန်တော်လုပ်ခဲ့တာရှိပဲတပွင့်ကျွေရင်ကျွန်တော်ကနှစ်ပုတ်ဝေးတယ်အဲဘယ်ရမလဲဟောတစ်ခါချိုးရင်ဟုတ်လားနှစ်ခါတက်တယ်သုံးသုံးခါတက်တယ်တပြေကက်လေဒါပဲကျွန်တော်ကအခုအချိန်ထိလည်း NLD လူငယ်ဆိုတာဟုတ်လားစာပြီး NLD ပါတီမှာလူငယ်လို့တက်မှတ်ရစာပြီးတော့အခုအချိန်ထိကျွန်တော်လူငယ်ဟုတ်ဟာကျွန်တော်တို့နောက် generation တွေအများကြီးကျွန်တော်တို့ဟိုဟာပါတီမှာ ဟုတ်လားတော့စွတ်တော်လေးကိုကြည့်လိုက်ဟုတ်လားအရင်တော့သူတို့ဒီမှာရှိတဲ့လူငယ်တွေနဲ့ကျွန်တော်တို့အန်အေအစိုးရလက်ထက်မှာရွေးကောက်ပွဲမှာ15 20မှာ နိုင်ခဲ့တဲ့လူတွေချင်းချင်းကျွန်တော်တို့အန်အေတွေကမြတ်တာတယ်လူငယ်တွေပါတယ်ဟုတ်အင်းဒါတွေကလည်းပါတယ်ဆိုတော့ကျွန်တော်တို့ခေါင်းဆောင်တွေရဲ့ညက်တော်ဆက်ပြီပေါ့ဗျာဒါကတော့ကျွန်တော်တို့မေးညံအမျိုးမျိုးဘလောက်ကြီးရဲဆိုတော့လူငယ်တွေတောင်မှအဆင်စေဟုတ်လား ူကသူအများသဘောနဲ့ဟာလာညီဒါကန်နဲ့လှုပ်တဲ့ကိုင်းနဲ့ဆိုကဘာမှာ NLD မှာညီဒါကန်ပြရုပ်ဆိုတာဘဲကဘာမှာဘယ်သူမှမလုပ်နိုင်ဘူးပါတီညီဒါကန်ပါတီကြီးကျတော့အာဒါ NLD ပဲရှိတယ်ဒါကျွန်တော်ခေါ်ပါောင်းရဲ့အတွေးခေါ်ဒါကြောင့်မို့လူငယ်တွေကိုအခုလည်းပဲဘာဖြစ်လဲဆိုတော့ဘာမှကျွန်တော်တို့ပြန်ကြည့်ရင်15ရွေးကောက်ပွဲပြီးရတော့မှကျွန်တော်တို့လွတ်လပ်လပ်လုပ်လို့ရတာဟာတော့မှကျွန်တော်တို့စက်ခွန်ဆက်ရှိ 1920ဒီဒိုင်းဝေးရအောင်ပဲရှိတယ်နော်အဲ့ဒီမှာလူငယ်တွေရဲ့ mindset တွေကဟာအရင်ကဖြစ်သွားတာတိုးတယ်လားကွန်ပျူတာနည်းပညာနော်ဟာတကယ်အန်ဟောလောက်တယ်ရှင်ဖန်တီးမှုနော်ဟုတ်တယ်ရမို့လဲအခုမှတော်လိုင်းရေးမှာလူငယ်တွေဥဆောင်ဟာကျွန်တော်ကအဲ့ဒါကျွန်တော်တို့တစ်ထက်တုန်းကတော့ကိုသားတော်ကလူငယ်တော့ကျွန်တော်တို့က80ကျက်ဖြစ်တော့ကိုအသက်20ပဲရှိသေးတာရှိတော့ထုံးစံတိုင်းပေါ့ဗျာကျွန်တော်တို့က ဲ့တော့ခံစားချက်ကပါရှိတယ်ဆိုတော့နိုင်ငံရေးဆိုတာလည်းကျွန်တော်ကဒီမိုစီရရှိရေးဒိုးရေးဒုခွင့်ရရှိရေးဒိုးရေးဟုတ်လားဒါတွေနဲ့ကျွန်တော်ကကြော်ဖြတ်လာတဲ့ခါကျတော့ဟုတ်လားမတော်အာနာဘိန်းနဲ့အာနာဘိန်းတော့အာတော့ခိုးလဲတော့ခိုးလဲခါပြီးတော့ကျွန်တော်ကနိုင်ငံရေးကိုအဲ့လောက်ထိကိုကျွန်တော်တို့ကငယ်ရောကမခံရသေးနဲ့လားကျွန်တော်ကရှင်းရှင်းပဲလေတကယ်တမ်းကျတော့အဲ့ဒီမှာဘာသွားတွေ့လိုက်တယ်ဆိုတော့တလားကျော်လောက်ကျတော့ကျော်အဲ့တိုင်းသားမော အိမ်ပေါ့ဗျာအဖိုးရတယ်သူကလည်းအဲ့ဒီတော့သူကလည်းခေါင်းဆောင်လူတော့ပါတော့သူကညနေပဲဆိုရင်သူကညနေပဲအဲ့လိုဆိုရင်သူကအဲရင်းနှီးကြမ်းနဲ့ပါနေတော့ဒီနိုင်ငံရေးစကားကြီးပြောကြသူသူတို့သူတို့ဟာတဲ့သူတုံ့တက်ကြတာပေါ့ဗျာကျွန်တော်ကတော့ကိုယ်နဲ့မဆိုင်နဲ့မနေဘူးပေါ့ဒါပေမဲ့သူတို့ကတော့ဟိုလာလာထိုင်ခိုင်းတယ်ဒါပေမဲ့အဲ့ဒါကဘူးသူကအများကြီးရပါတယ်ဘာရပါလဲဆိုတော့ဒီအဲ့ခေတ်အဲ့ဒီအချိန်ကိုပြောတာပါဒီအခု အနေရောကျွန်တော်ပြောတာမဟုတ်ဘူး။ဘာပြောလိုက်လဲဆိုတော့ဒီမူကြီးကဒုအခွင့်ကိုသွားခြင်းပါတီနိုင်ငံရဲ့ပဲသွားလို့ရမယ်။အေးပေါ့။ကိုယ့်အဲ့ဒီကအွဲစည်းနဲ့သွားမှရ။သွားပါရဲ့။တယောက်ချင်းသွားလို့မရဘူး။နိုင်ငံကြီးလည်းတယောက်ချင်းလုပ်လို့မရဘူး။ဟုတ်တယ်။အဲ့ဒီမှာအနေရပါတီထောင်လိုက်တာရပိုက်ပဲရှိသေးတယ်။အဲ့မှာကျွန်တော်ငွေတော့မိုက်ဆက်ကအဲ့မှာဘာဖြစ်သွားလဲဆိုတော့ဟာဒါဆိုရင်တော့အပြန်မယ်ဆိုပြီးတော့အဲ့ဒါကျွန်တော်ပြန်လာတာ။ပြန်လာတဲ့အခါကျတော့ တို့အဖွဲ့တွေကတော့အဲ့လိုပေါ့ဗျာကျောင်းသားတို့မာလည်းပဲလူပေါင်းသေးတို့လူငယ်တွေပေါ့ဗျာတချို့ကြတော့လည်းအဲ့လိုပေါ့ကျောင်းသားဆိုင်ရက်တည်တယ်တချို့ကြတော့လည်းဗာနဲ့ရက်တည်တယ်ဆိုတော့အနယ်ဒီကိုလူငယ်တွေအနေနဲ့ဝင်းရံပြီးတော့လောက်ကြတာပေါ့ဗျာဆိုတော့မထူးအဲ့ချိန်မှာငါလည်းပဲကိုလည်းလူငယ်ဖြစ်နေတာဟုတ်အဲ့တော့ကိုလည်းမထူးငါလူငယ်ဝင်မယ်ွားဆိုပြီးတော့အဲ့ရနေကိုသားတော်ကြီးဝင်လိုက်တာဝင်လိုက်တာဝင်လိုက်တာအခုကိုသားတော်တို့ဒါကျွန်တော်တို့ဟာလား လူငယ်ဝဖြတ်တန်းမှုက88ကဲ88ပြန်ကြည့်ရင်38နဲ့ကျော်ပြီကျွန်တော်တို့နော်တချို့ဆိုမီးရောင်ရနေပြီနော်မီးရောင်ရဟာ60ကျော်ပြီတချို့မီးရောင်ရနေပြီဗျာဩဒါမဲ့ပြန်ကြည့်တော့စိတ်ကသူကိုယ်တော်တို့ကျော်ပြင်းတဲ့ခါကျတော့ဘာအတော့တွေ့ရလဲဆိုတော့ ကိုကိုလူငယ်တော့ပြန်ပြီးတော့ဟာဗျာအဲတကယ်ပါလေအဲတကယ်ပါလေငယ်ပါလေတကယ်ငယ်လားစိတ်ပြုတ်ကုန်လူဖြစ်သွားတယ်သူလားတော့ကြီးဝမ်းတာလေဗျာနောက်တော့မှပဲချီအောင်တော့ဖြစ်ပြီးပြောကြတာအာအာပြောမယ်ပြောမယ်ပြောကြရအများရဲ့ကျွန်တော်တို့ဘုခေလူငယ်တွေနဲ့ကျွန်တော်တို့ဘဟုဒါပေါ့ကျွန်တော်တို့ဘလူတွေတွေ့ကြုံခဲ့ရတယ်အာဘာဒီကိုဖက်တန်းခဲ့ရဆိုတဲ့ဟုတ်တယ်အာပြပြပြောပြကြရအောင်ဗျာတော့ကောင်းတယ်ကောင်းတယ်ကောင်းတယ်ကိုတန်းတော်ကအတွေ့အကြုံထောင်နေအတွေ့အကြုံတွေကိုဘာပဲပြောပြော23နှစ်ဆိုတာ လူဘွားရဲ့အကောင်းဆုံးအရွယ်မှာ ထိတာလေနော်ခါမျိုးစခါကိုဖြတ်ပလိုက်တာဖြတ်ပလိုက်တာလူငယ်မျိုးစရချတာချရည်တယ်ချတာအဲ့တော့ဘာဖြစ်တာလဲဆိုတော့အခုဒါကုဏ္ဏတော်ကစာရီအတွေ့အကြုံတွေရေးတာတကယ်ကောင်းတယ်ကျွန်တော်ကတချို့ဟာတွေကိုကျော်လဲဘာလဲပြပြကုဏ္ဏတော်တို့တမန်ကြောင်းနဲ့ဖြတ်တမ်းမှုကိုကျွန်တော်ကသိတောင်မှ အမရဘူးကုဏ္ဏတော်ရဲ့အဘော်တွေကအဲ့ထက်မှပါတယ်လေ ဒီအဘော်တွေကကျွန်တော်လူငယ်တွေကိုလည်းကျွန်တော်ဖတ်ပြခြင်းနေဗျဘုရားတော်ကဒါနိုင်ငံရေးဖြစ်ဖြစ်အဲနောက်ဆုံးဘလို့အနေသားရောက်ရောက်ဘလို့ကြင့်ကြံနေထိုင်ရမယ်ဆိုတဲ့ဟာရာစဒါတွေမှတ်ထားသင့်တယ်လို့ကျွန်တော်ထင်ပါတယ်ကိုသားတော်အဲ့တည်းရေးရတဲ့ကိုသားတော်လူမျိုးတွေအများကြီးလူတယ်ဗျာကျွန်တော်27နောက်ပိုင်းထောင်ကျလူသူအများကြီးရေးလို့ရအားရေးလို့ရဟုတ်တယ်ဟုတ်တယ်စစ်ကြောရေးဆိုတာနော်စစ်ကြောဆိုတာဘာလဲဟာကျွန်တော်စစ်ကြောရေးခဲ့နော်တချို့တွေ ဟိုပါပါသွားတယ်ဘယ်လိုဒီဟိုဖြစ်လဲဆိုတော့မနက်ကပါနေခင်းအလောင်းလောင်းရနော်တကယ်ပါတကယ်ပါသိုးရတယ်ဘွာတယ်ဒီတော့မင်းအောင်လည်းအကြောင်းပြောမစုံတော့ပြောမစုံမောင်းတောင်းချောက်ထောက်နော်အာဘာကြောင့်မလို့ကျွန်တော်ကဒီလူငယ်တွေကိုဒီချိန်တော့တောင်းမထားတယ်ဒီချိန်တော့ကျွန်တော်လူငယ်တော့တတ်နိုင်တော့ကျွန်တော်လည်းကြိုးစားလုပ်ခဲ့တာပဲဒါပေမဲ့အရင်တော့ကတော့ပြောခဲ့တာပေါ့ဗျာ ကို20ကျော်အရွယ်ဆိုတော့ပြည်မလားဟေးအနာကကိုပိုင်လာငါတို့လူငယ်တွေကွာအာကွာငွေချိုးချော်ရတာအဲ့ချိုးချော်ချိုးချော်လာတာဥသုံးလက်ခုနှစ်နဲ့ကြာလိုက်ကတော့ကိုလူငယ်မဟုတ်တော့ဘူးဒီခန္ဓာကိုယ်နဲ့ဒီဟာကိုချိလိုက်တော့လေပြည်မလားဟာစိတ်ကောင်းတဲ့ကူမပါတော့ဘူးစိတ်ကောင်းတဲ့ကူပါကျော်ကွာအခုရှင်းလို့မရတော့ဘူးလေလူငယ်ရဲ့ဒီဟာနောက်တော့ကခက်ကာလာကိုကျွန်တော်တို့ကဘယ်လိုခေါ်မလဲအခုကျွန်တော်တို့က စနစ်ကဒီစနစ်ကိုသွားနေတယ်ဒါပေမဲ့ခစ်ကတောင်းဆိုနေတယ်ဒါပေမဲ့စနစ်ကမလိုက်နိုင်ဘူးလေခစ်ကမလိုက်နိုင်ဘူးခစ်ခစ်ကိုမလိုက်နိုင်ဘူးစနစ်ကကျွန်တော်ကဒီစနစ်ဒီခစ်ကိုသွားခြင်းတယ်ဒါပေမဲ့အာအဲ့ဒီမှာလည်းကျွန်တော်တို့နိုင်ငံကအစိုးရကကျွန်တော်တို့ကတင်းတက်ခံရတယ်လူငယ်တွေဘွာတောက်လျှောက်ကြည့်ဖြစ်နေရဒါကြောင့်မလို့ဒီအခုရှိတဲ့ကလေးတွေအဲ့ဒါကြွကြော်နေတဲ့ဟာကျွန်တော်အရင်တော့ကြားတယ်ငါတို့ခင်ဗျာ အမင်းဖြတ်မယ်ဆိုတာဖြတ်မယ်အာနာရှင်အာဟုတ်တယ်ကျွန်တော်ကအဲ့တော့ဒီလူငယ်တွေကမန်နေခုနပြောတဲ့အတွေးခေါ်တွေကဒီဘာမှမဟုတ်တဲ့ဒီ limit အတိုင်းသားမှာဒါရသွားတဲ့ mindset တွေကအတွေးခေါ်တွေလူငယ်တွေခေါ်တွေလူငယ်တွေရဲ့စန္ဒကဏ္ဍတွေလူငယ်တွေရဲ့စိတ်ဓာတ်တွေနော်အခု၅နှစ်နော်အကယ်၍သာအာနာမသိမ့်မဲ့နဲ့ဆက်ပြီးတော့အဲ့ဒါတောင်းဝင်ကျွန်တော်ခေါင်းပေါင်းတော့ကိုညီညွတ်လိုက်ကြမယ်ဆိုရင်တော့မှ ကျွန်တော်နိုင်ငံအများကြီးပြောင်းလဲနေပြီအခုကြည့်လိုက်ဒီဒေါ်လာလေးအာသာတိတ်တဲ့အချိန်မှာကဲကြာသွားတော့ထောက်တော့ပါလေရှင်သေးပေါင်းကြီးလို့လေသူရှင်သေးရှင်သေးကြော်ပြီလေသိရှင်သေးကြော်ပြီလေဟုတ်တယ်မဟုတ်ဒေါ်လာလေးအခု9တော့ပတ်ချတယ်ဖြစ်နေရလေအဲ့တော့လူတွေမှလည်းအလုပ်ကံတွေကတော့မကောင်းဘူးလေအဲ့တော့ကျမ်းပါရင်ကြည့်ရတော့လဲ ကိုကပိတ်ဒီဟာပိတ်ဒီနဲ့ဗျာအေးကိုပိတ်အေးကိုအတူရပေါ်သေးတယ်ကြားထဲမှာကျွန်တော်ကျွန်တော်တို့ဟာတော့ဒီစနစ်ကိုကျွန်တော်တို့ကတော့ဘာလဲပြပြောလူငယ်တွေနဲ့ကျွန်တော်တို့ကတတ်နိုင်တော့တို့ကျွန်တော်တို့ကရင်မောင်းအတတ်နိုင်လို့မတန်းနိုင်တော့မှသူတို့တော့မှမကြံခဲ့ဘူးတော့ကျွန်တော်ကစူးစမ်းနေတယ်